မင်္ဂလာပါ။ Arsenal အသင်းကတော့ PSV အသင်းကို အင်္ဂွဲမှာနှစ်ကိုးစီတေးကစားနိုင်ခဲ့တယ်။အဲ့ဒီပွဲကနောက်တစ်ဆင့်တက်ဖို့အတွက်ကောင်းကောင်းကြီးလုံလောက်ပါတယ်။ဒီပွဲမှာကျွန်တော်တို့ကတပွဲချင်းအတွက်ပြောမယ်ဆိုလို့ရှိရင်တော့ပြောစရာလေးတွေများတယ်။ဒါပေမဲ့အားလုံးရဲ့စိတ်ကဒီပွဲပြီးရင် တွေ့ရမယ့်အသင်းကိုကြိုပြီးတော့အရင်ကြိုပြီးတော့ပေါ့နော်စိတ်လှုပ်ရှားနေကြတယ်ဆိုတော့ မနေ့ကညကပွဲမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကနည်းနည်းလေးမေးမိန်သွားတယ်အဲ့ဒီတော့ PSV နဲ့တူတူကြတဲ့ပွဲမှာကျွန်တော်တို့အသင်းရဲ့ကောင်းချက်ဆိုးချက်တွေအဲ့ဒါတွေကိုနည်းနည်းတော့ပြန်ပြီးတော့ catch up လုပ်မယ်ပြီးလို့ရှိရင်ပွဲဝေးနေသေးတယ်ဆိုပေမဲ့ပေါ့လေ Real Madrid နဲ့ပွဲမှာပရိသတ်တယောက်အနေနဲ့ကျွန်တော် bar expectation လုတ်ထားတယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုမှာပြပြသွားခြင်းပါတယ်မနေ့ကညကပွဲက ကျွန်တော်တို့ကအယံတွေနဲ့ပဲပွဲထွက်လာတယ် squat rotation ကိုတော်တော်လေးလုပ်ထားတယ်။အားမရစရာအချက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ဒီလိုပွဲမျိုးမှာပါလာတဲ့ခါဘီယာတို့ OEDG တို့ကို9မိနစ်10မိနစ်လောက်ကွင်းထဲဝင်ပြီးတော့ exposure လေးယူခိုင်းခဲ့မယ်ဆိုလို့ရှင်တော့မနေ့ကညကပွဲတည်ပြီးပြည့်စုံတဲ့ round တစ်ခုလို့ပြောလို့ရတယ်။နှစ်ပွဲပေါင်းကိုပြတ်နိုင်တယ်ဗျာ။မနေ့ကလည်းတက်တောင့်တက်တာကစားပြီးတော့နိုင်သွားတယ်။သို့တော့အဲ့ဒီတစ်ချက်ကိုတော့မရခဲ့ဘူး။တစ်ဖက်မှာပြန်တွေးကြည့်လို့ရှင်တော့ Artita သည် လောလောဆယ်လူအင်အားနည်းနေတဲ့အနေအထားမှာတောင်ပံကစားသမားတွေတိုက်စစ်ကစားသမားတွေနည်းနေတဲ့အနေအထားမှာကစားကွက်ပုံစံမျိုးစုံစမ်းပြီးတော့နောက်ပွဲတွေအတွက်ပါပြင်ဆင်နေတာကိုတော့ကျွန်တော်တို့တွေ့ကြရတဲ့ဒါကိုတော့သဘောကျပါတယ်တီယာနေကိုရှေ့တင်ပြီးကစားဝါတာစတာလင်ကိုထည့်သုံးဝါတာဘန်ဝိုက်ကိုပွဲအစားတွေကထည့်ပြီးကစားတာဒါတွေကတော်တော်လေးကောင်းပါတယ်အဲ့ဒီလိုထည့်ကစားတဲ့အချိန်မှာစတာလင်က man of the match ရခဲ့တယ်ဘန်ဝိုက်ကတော့ ကောင်းတာလေးတွေကဆိုးတာလေးတွေကရှိတယ်။သူ့အနေနဲ့ပွဲမှာကောင်းကောင်းကစားနိုင်မှုအတွက် momentum တစ်ခုပြန်ယူရအောင်မယ်ဆိုတာမနီယာညာကပွဲကဖော်ပြနေတယ်။ဘန်ဝိုက်တော့ကတော့အချိန်နည်းနည်းလိုပါသေးတယ်။ဒီယာနီတော့ကတော့ကျွန်တော်ဘာမှသိပြီးတော့မှတ်ချက်ပေးစရာမရှိပါဘူး။အသင်းလိုက်ကစားဖို့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မနီကကောင်းတဲ့အပိုင်းလဲကောင်းပြီးတော့ညံ့တဲ့အပိုင်းလဲညံ့ပါတယ်။ပေးလိုက်ရတဲ့နှစ်ကိုးကပွဲတစ်ပွဲအနေနဲ့ကြည့်မယ်ဆိုရင်တော့လှပတဲ့ကိုးတွေလို့ပြောလို့ရပါတယ်။သို့တော့ Arsenal အသင်းရဲ့နောက်ခံလူတွေ အရန်ကစားသမားတွေရဲ့အရေးအသွေးကနည်းနည်းလေးစိုးရင်စရာကောင်းတယ်ဆိုတာကိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်။ထုံးစံတိုင်းမှာကစားနေရင်လည်းဒဏ်ရာရဝါမာတွေဘာတွေကိုတော့နည်းနည်းပပပူပန်ရတဲ့အခိုက်အတန့်လေးတွေရှိတယ်။ဒါတွေကိုဖယ်လိုက်လို့ရှိရင်တော့ကစားခဲ့တဲ့အပွဲကကောင်းတယ်။ဇင်ချန်ကိုသွင်းသွားတဲ့ဂိုးလည်းကောင်းတယ်။ Declan Rice ရဲ့ခေါင်းတိုက်ဂိုးလည်းကောင်းတယ်။အဲ့ဒီနှစ်ဂိုးစလုံးသည်တစ်ဖက်အသင်းကပိတ်ထားလို့ရှိရင်ဘလို့သွင်းမယ်ဆိုတာအဖြစ်တစ်ပိုင်းတစ်စအရှာနိုင်တဲ့ဂိုးမျိုးတွေလို့ကျွန်တော်ကယူဆတယ်။ စတာလင်ပေးွားတဲ့ဘောလုံးလေးတွေဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်ပြတ်နေတဲ့အချိန်ညက်နေတဲ့အချိန်လေးတွေမှာဘောလုံးထုတ်ပေးွားတာတို့ဘာလို့အဲ့ဒီလိုအခိုက်အတန့်လေးတွေအများကြီးရှိပါတယ်။ဒါကြောင့်မလို့လည်းသူ man of the match ရခဲ့တာ။သို့တော့ဂိုးသွင်းခွင့်အပိုင်နှစ်ချိန်လောက်မှာတစ်ချိန်မှမဝင်ခဲ့တာကတော့ဒါစတာလင်ပဲလို့ပြောမယ်ဆိုလို့ရှိရင်တော့လည်းပြောလို့ရတယ်။ပွဲအပြီးမှာသူ့အနေနဲ့အချိန်ဆောင်ပြီးတော့သူဘာလို့နိုင်နေလဲဆိုတာသူပြမယ်ဆိုပြီးတော့ပြောသွားခဲ့တယ်။အနည်းဆုံးတော့စတာလင်ကမနီယာညာခြေစွမ်းမျိုးလေးကိုတသက်မထဲထိန်းထားနိုင်မယ်ဆိုလို့ရှိရင် တချို့သောပွဲတွေမှာ key player တွေအတွက် game time တွေကို share လုပ်ပေးနိုင်တဲ့ player တယောက်တော့ဖြစ်လာပါလိမ့်မယ်။သူနဲ့ကျွန်တော်တို့နဲ့ကြားထဲမှာပွဲရသိမ့်မကြံတော့ပါဘူး။ Champions League ကလုံးဝအဆုံးထိသွားမယ်ဆိုရင်ကျွန်တော်တို့၅ပွဲကြံတယ်။ Premier League မှာက12ပွဲလောက်ကြံသေးတယ်။ဆိုတော့18ပွဲ18ပွဲလောက်ပဲရှိတော့တဲ့ player တယောက်ဖြစ်တဲ့အတွက်ကြောင့် deep player စီကနေ expectation မြန်မြန်ဆဆမထားတာဘူး။မနေ့ကညကခြေစွမ်းသူမဟုတ်အဲ့ဒီထက်မညံ့တဲ့ခြေစွမ်းလေးနဲ့ပဲအသင်းရဲ့ ်အခိုက်အတန့်လေးတွေကိုဝင်ပြီးကစားပေးနိုင်မယ်ဆိုလို့ရှင်စတာလင်နဲ့ပတ်သက်လို့ကျွန်တော်တို့ဖိုင်မီလို့ပြောလို့ရတယ်ဂျန်နာကတော့မနေ့ကပွဲနဲ့ပတ်သက်ပြီးထွေထူးထူးပြောစရာမရှိပါဘူးဖီအားတတော်လေးကိုရော့ရော့ကင်ကင်းနဲ့ကစားခဲ့ရတဲ့ပွဲဖြစ်တယ်71ဆိုတဲ့အခြေအနေကကျွန်တော်တို့အိမ်ကွင်းမှာပြန်ကစားရတဲ့ပွဲကိုဘာဖီအားမှမရှိပဲစဖို့အတွက်အဆင်ပြေစေခဲ့တယ်။အဲဒီတော့နောက်ပွဲတွေအတွက်ကစားကွက်ဆန်တာခြေသွေးတာဂိမ်းတိုင်းနည်းနေတဲ့ပလေယာတွေကိုကစားကွင်းရအောင်လုပ်ပေးတာဒါရီနဲ့တင်အဆင်ပြေပါတယ်။ โอเคအဲ့ဒါပြီးသွားပြီဆိုတော့နောက်တစ်ဆင့် quarter final အကြောင်းကိုနည်းနည်းလေးကြိုပြီးပြောအောင် quarter final ကစားဖို့ကအဝေးကြီးလိုပါသေးတယ် April 10ရက်နေ့ April 16ရက်နေ့အဲ့ဒီအချိန်တွေကြာမှကစားရမှာဆိုတော့ဂျားထဲမှာတလနီးပါးလောက် လိုသေးတယ်သို့တော့အကုန်လုံးက Real Madrid နဲ့တွေ့ရတော့မယ်ဆိုတဲ့အချိန်မှာတော်တော်များများကြီးနေကြတယ်အချက်နှစ်ချက်ကြောင့်လို့ထင်တယ်နံပါတ်1ကတော့ကျွန်တော်တို့လူငယ် player တွေကို real လို့အသိအမြင်နဲ့တွေ့ပြီးတော့အတွေ့အကြုံကောင်းတွေရရှိနေတာဖြစ်ပါတယ်။ဘာနေပြူးကွင်းမှာသွားပြီးတော့ Champions League quarter final လို့အဆင့်မျိုးကို Real Madrid နဲ့ရှင်ပြိုင်ရမယ်ဆိုတာကအသင်းအတွက်အရန်မိုက်တယ်ရလက်တွေကိုခဏထားကမ္ဘာအဆင့် player တွေနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ့်အခြေအနေတွေကကျွန်တော်တို့အသင်းသားတွေရဲ့ overall ability overall performance ကိုအများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့တိုက်စစ်ကစားတဲ့အသင်းဖြစ်နေလို့ပါပဲကျွန်တော်တို့ကဘလို့အသင်းနဲ့ကစားကစားဘလောက်ပဲခြေကွာကွာဘလောက်ပဲအစင်လာတွေကွာကွာအနိုင်ယူမယ်ဆိုတဲ့စိတ်မျိုးနဲ့ တိုင်ပွဲတွေကိုကစားရတာဖြစ်ပါတယ်ဒီတော့ကြည်ကြည်လေးလေးမမကျော်ကျော်ကြမ်းကြမ်းတန်းတန်းခံစစ်ပိတ်ပြီးကစားမယ်ဆိုတဲ့အသင်းမျိုးတွေဆိုလို့ရှိရင် Arsenal ကအမြဲတမ်းဒုက္ခရောက်တတ်တယ်ဖွင့်ပြီးကစားတဲ့အသင်းဆိုလို့ရှိရင်တစ်ဖက်က level ဘယ်လောက်မြင့်မြင့်ကျွန်တော်တို့ကအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်တုံ့ပြန်နိုင်တဲ့အလေးထားတွေရှိရဲပေါ့ဗျာဆိုတော့ Real Madrid ကကျွန်တော်တို့အတွက်ပို့ပြီးတော့အဆင်ပြေလောက်တဲ့ပြိုင်ဘက်ဖြစ်တယ်ဒီလိုအယူဆမျိုးဒီလိုအတွေးမျိုးနဲ့ Real နဲ့ Arsenal ကိုပြည်သက်တွေကစုံစည်ခြင်းခဲ့တယ်အခု အဲ့ဒီအတိုင်းလည်းဖြစ်လာပါတယ်။အိုးလွန်ခဲ့တဲ့16နှစ်တုန်းကတော့ Thierry Henry ရဲ့မော်ဝင်နေတဲ့တလုံးတဲ့သောကိုယ်နဲ့ Barney View မှာအနိုင်ရခဲ့တဲ့ Arsenal ရဲ့အကောင်းဆုံးအချိန်လို့တော့ပြောရပါမယ်။ဆိုတော့အခုချိန်မှာပြန်တွေ့တယ်။အဲ့ဒီတုန်းက Arsenal လောက်တော့လက်ရှိ Arsenal က strong ဖြစ်မနေဘူး။သို့တော့ကျွန်တော်တို့ဘာလုံးနိုင်မလဲဆိုတာကိုစက်ပြီးကြည့်ကြတာပေါ့။မနေ့ကပွဲမှာအနိုင်ရပြီးတော့ quarter final တက်နိုင်ခဲ့တာက Arsenal အသင်းအတွက်နောက်ဆုံး15နှစ်မှာပထမအဦးဆုံးအချိန်နှစ်နှစ်သက်တိုက် quarter final တက်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း supply မရရှိမှုတွေကြောင့် allergy ဖြစ်နေခဲ့ရသလိုမျိုးတစ်ဖက်မှာလည်းဒီနောက်ပိုင်းနှစ်တွေမှာကျွန်တော်တို့အသင်ဘလောက်ထိရွာလဲခဲ့ရဲဆိုတာကိုမိမောင်းထုတ်ပြနေတဲ့အချက်လို့တော့ပြောရမှာပါပဲ။ကြားထဲမှာလည်း Champions League မကစားရတာ6နှစ်လောက်သက်တမ်းရှိသွားသေးတာဆိုတော့အဲ့ဒီကနေပြန်လာတဲ့အခြေအနေနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့လက်ရှိကြောက်နေတဲ့အခင်းချင်းကပြောဖို့ကောင်းပါတယ်။ဒါပေမဲ့ဒီလောက်နဲ့ကျွန်တော်တို့ဂျင်းနဲ့လို့မရပါဘူး။အသင်းရဲ့ စူပလာ case man တွေမှာအများကြီးထပ်ပြီးတော့ဖြည့်ဖို့အတွက်ဥရောပဖလားနဲ့ပတ်သက်ရင်တော့ပထမဆုံးဥရောပဖလားကြီးကြီးမားမားကိုဖြည့်ဖို့အတွက်စုပလာရရရှိဖို့လိုပါသေးတယ်ဆိုတော့ဘလို့အသိမဲ့လာလားကျွန်တော်တို့တွေဆက်ပြီးတော့ရင်ဆိုင်ရမယ်ကျန်တဲ့ပွဲကြိုအချက်လက်တွေကတော့နှီးမှပဲထပ်ပြောတာပေါ့လောလောဆယ် Real Madrid နဲ့တွေ့တဲ့အပေါ်မှာကျွန်တော်ရဲ့ individual မျောလင်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဂျာလက်ကိုခဏဘေးဖယ်တာ ရှုံးမယ်ဆိုလို့ရှိရင်လေတူတင်ကိုတင်ကစားဂုံသိခါရှိရှိကစားပြီးတော့ရှုံးစေခြင်းနဲ့ပြီးတော့အတွင်းကိုရရစေခြင်းနဲ့ Real Madrid ကိုဂိုးတွေအတွင်းမယ်ဟိုဘက်ကပြန်သွင်းနိုင်လို့ရှိရင်လည်းအတွင်းဝါဗျာဘလောက်ပဲဖြစ်ဖြစ်တူတင်ကိုတင်ကစားပြီးတော့ဂုံသိခါရှိရှိနဲ့ရှုံးပြီးထွက်ခဲ့စေခြင်းနဲ့ဒါကအခြေခံအကြဆုံးမျှော်လင့်ချက်ကိုပြောတာပါ ကျွန်တော်တို့ real metric ကိုကျော်ဖြတ်ဖို့ဆိုတာတိတ်ခတ်ခဲတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဂုံတိခါရှိစွာကစားနိုင်ရေးကပထမအဦးဆုံးကနအူးမျောလင်းချက်ဖြစ်တယ်။အဲ့ဒါကနေကြော်ပြီးတော့ဘလောက်ထိကျွန်တော်တို့ရောက်အောင်သွားနိုင်မယ်ဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေရှိရင်လည်းမျှဝေသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။